မြန်မာပြည်သူတွေကိုမတူတလို့မတန်တလို့လှုပ်လိုက်တဲ့အပြုမှုတစ်ခုကြောင့်လူမုံများသွားတဲ့တမ္မနိလူသားရော့တန်ပြည်သူများအားလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ မြန်မာတွေကိုမတူတယ်လို့မတန်တယ်လို့ပြောဆိုမိလိုက်တဲ့ Rotten အကြောင်းကိုပြောပြပေးသွားမှာပါမြန်မာပြည်သက်တွေရဲ့အချစ်တော် Rotten ဆိုတာနဲ့ပတ်သက်ပြီးတော့မြန်မာပြည်သက်တွေအတွက်သစိမ်းတယောက်လုံးဝမဟုတ်ဘူးဆိုတာအားလုံးလည်းသိပါတယ်သူရဲ့ဂျိုးဝိုင်းတွေကမကြောက်မရွံ့နောက်မဆုတ်တဲ့တိုက်ခိုက်တတ်တဲ့စိတ်ဓာတ်ဘလောက်ထိထိခံနိုင်ရှိတဲ့အမကျော်မှုတွေကြောင့်သူ့ကိုလူမျိုးမတူဘာသာမတူပေမဲ့ကိုယ်နိုင်ငံသားကစားသမားတယောက်လို့အားပေးခဲ့ကြပါတယ်သူကထိုင်းနိုင်ငံသားတယောက်ဆိုပေမဲ့သူ့ရဲ့အနုပညာမြောက်တဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမြန်မာတွေကလေးစားခဲ့ပါတယ် သူရဲ့အောင်မြင်မှုတွေ One Flyweight Muay Thai ကမ္ဘာချန်ပီယံကပတ်ကိုဆုကူးနိုင်ခဲ့တာတွေဒေါ်လာသသိန်းစုချင်းငွေတွေရရှိခဲ့တာတွေကိုမြင်တွေ့ရတဲ့အခါမှာကိုယ်နိုင်ငံသားတယောက်အောင်မြင်မှုရနေတယ်လို့ဝမ်းသာဂုဏ်ယူခဲ့ကြပါတယ်။ဒါဟာမြန်မာပြည်သက်တွေရဲ့အားကစားပုံမှာထားတဲ့စိတ်ဓာတ်နဲ့ Rotten ပုံမှာထားတဲ့အချစ်စစ်အလေးစားစစ်ပဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချက်တွေလေးစားမှုတွေအားလုံးကိုတမဟုတ်ချင်းပြောက်ကွယ်သွားစေမယ့်အဖြစ်ပြက်ကတော့ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်တောက်ကြနေကကျင်းပခဲ့ One Friday Fight ပွဲစဉ်မှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနေ့ပွဲကမြန်မာရိုးရာလက်ဝဲကျော်သွေးလင်းထက်နဲ့ Rotten ရဲ့ရောက်ဖားဖြစ်သူသူတို့ရဲ့ပွဲစဉ်မှာပါဝင်ခဲ့ပြီးတော့ Rotten ကသူ့ရောက်ဖားကိုအားပေးဖို့အတွက်ကျိုးဝိုင်းရဲ့ဘေးကိုကိုယ်တိုင်ရောက်ရှိလာခဲ့ပါတယ်။ကမ္ဘာကျော်ကစားသမားတစ်ယောက်ကိုယ်တိုင် Idol တစ်ယောက်လိုမျိုးအားကြခဲ့ရတဲ့သူကိုအနည်းငယ်မြင်တွေ့လိုက်ရတဲ့ ခါမှာမြန်မာပြည်သက်တွေကဝမ်းသာပျော်ရွှင်စွာနဲ့အမတ်တရဓာတ်ပုံလေးတစ်ပုံရိုက်ကူးခွင့်ရဖို့သူအနာကိုချင်ကပ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရလိုက်တဲ့တုံ့ပြန်မှုကတော့အားလုံးရဲ့နှလုံးသားကိုစောင့်ကန်လိုက်သလိုပါပဲ။မြန်မြန်တပ်တွေရဲ့ပြောဆိုချက်အရာတော့ရော့ထန်ဟာဓာတ်ပုံရိုက်ခွင်တောင်းတဲ့မြန်မာပြည်သက်တွေကိုအလွန်တင်းမာတဲ့မျက်နှာထားနဲ့ဆက်ဆံခဲ့ပြီးတော့စိတ်မပါသလိုမထီမဲ့မြင်ပုံစံမျိုးနဲ့မျက်နှာလွှဲခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ပိုပြီးစိတ်ပြက်ဖို့ကောင်းတာကသူ့ရဲ့လူရွေးပြီးတော့ဆက်ဆံတဲ့အပြုမူပါ သူနိုင်ငံသားထိုင်းပြည်သက်တွေအထူးသဖြင့်ရုပ်ရည်တန့်ပြန့်ပြီးတော့ချမ်းသာတဲ့ပုံပေါက်တဲ့သူတွေကဓာတ်ပုံတောင်းတဲ့အခါမှာတော့သူရဲ့တင်းမာနေတဲ့မျက်နှာကချက်ချင်းပြုံးရွှင်သွားပြီးတော့အရန်ကိုဖော်ဖော်ယွယွနဲ့ဓာတ်ပုံအတူတူအရိုက်ခံခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်ဖြစ်ဟာမြန်မာပြည်သက်တွေအတွက်ငါတို့ကမြန်မာလူမျိုးဖြစ်နေလို့ရုပ်ရည်မတန့်ပြန့်မချမ်းသာတဲ့ပုံပေါက်နေလို့ငါတို့ကိုမတူသလိုမတန်သလိုနှိမ်ချဆက်ဆံလိုက်တာလားဆိုတဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ဖြစ်ပေါ်စေခဲ့ပါတယ်။ကိုရီးယားသူ့ကိုကစားသမားတယောက်ရဲ့အည်သွေးကိုပဲကြည့်ပြီးတော့လူမျိုးမခွဲခြားပဲအားပေးခဲ့ပေမယ့်သူကတော့ပြည်သက်ကိုလူမျိုးအသွင်ပြင်နဲ့အဆင့်တန်းခွဲပြီးတော့ဆက်ဆံခဲ့တယ်ဆိုတဲ့အသည့်ကအားပေးခဲ့တဲ့ပြည်သက်တွေရဲ့နှလုံးသားကိုနာကျင်စေခဲ့ပါတယ်။ အခုဆိုရင်တော့ Facebook, Twitter တို့လို social media platform တွေပေါ်မှာ Rotten ကိုဝေဖန်တဲ့ post တွေသူ့ကို unfollow လုပ်ကြဖို့လှုံ့ဆော်မှုတွေနဲ့ပလူပြန်နေပါတယ်။ မင်းရဲ့အရေးချင်းကိုလေးစားခဲ့တာမင်းရဲ့အကျင့်စာရိတ္တကိုမဟုတ်ဘူးမြန်မာပြည်သက်ရဲ့အားပေးမှုကိုတန်ဖိုးမထားတဲ့သူကိုငါတို့လည်းအားမပေးတော့ဘူးဆိုတဲ့အမှတ်ချက်စကားတွေနဲ့သူရဲ့ official page တွေမှာတွားရောက်ရေးသားနေကြတာကိုလည်းတွေ့မြင်နေရပါတယ်ပြည်သက်ကြီးတို့ရောဒီကိစ္စကိုဘလို့မြင်ပါသလဲရှင်ကဘာကျော်အားကစားသမားတယောက်ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့သူရဲ့ကိုကျင့်တရားဘေဟာကပရိသတ်ရဲ့အခြေကိုရဖို့အတွက်ပိုအရေးကြီးရလို့ထင်ပါတယ်လေ။အောင်မြင်မှုတွေကြောင့်မာနာတက်လာတဲ့ရော့ထန်ရဲ့အပြုမှုပေါ်မှာနားလည်ခွင့်လွှတ်ပေးနိုင်မလား။ ဒါမှမဟုတ်မြန်မာပြည်သက်ကိုအလေးမထားတဲ့သူကိုအားပေးမှုတွေရတန်လိုက်ဖို့ဆုံးဖြတ်မလားဆိုတာကိုခမတ်မှာမှတ်ချက်ပေးခဲ့ပါဦးနော် ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်